မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မေးအွန်လိုင်းကရန်နိုင်မင်းစစ်စင်ရင်နဲ့လေကြောင်းတက်ခိုက်မှုတွေကိုထပ်မံအရှိန်မြင့်တရန်ညွှန်ကြားထားပြီးနှစ်ရက်အတွင်းမှာပြည်သူ55ဦးလေကြောင်းတက်ခိုက်မှုကြောင့်သေဆုံးခဲ့ပါတယ်။ထိုင်းမြန်မာနယ်စပ်ထိထဗျူဟာစခန်းကိုတက်ခတ်သိမ်းပိုင်မှုစစ်ကောင်စီဗျူဟာမှုအပါအဝင်စစ်သားအများပြားသေဆုံးပြီးလက်လက်ခရမ်းတွေကိုတင်ဆက်ရရှိတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုထပ်မံအရှိန်မြှင့်တရန်ညွှန်ကြားထားပြီးအခုလာမဲ့မိုးရင်းကာလမတိုင်မီမှာလေကြောင်းတိုက်ခိုက်မှုတွေပုံမှုများပြားလာမယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်စစ်ကောင်ဆောင်မေအောင်လိုင်က မိုးရင်းကာလမတိုင်မီမှာရနိုင်သမျှနယ်မြေတွေနဲ့မြို့နယ်တွေကိုပြန်လည်သိမ်းပိုက်ဖို့ညွှန်ကြားထားရလို့လဲဆိုထားပါဗျ။အဲဒီလိုသိမ်းပိုက်ဖို့စ조사ရမှာ ဖြစ်နိုင်သမျှနီလန်ဘောင်းစုံကိုအသုံးပြုဖို့ညွှန်ကြားထားရလို့လည်းသိရပါဗျ။အခုနှစ်မိုးရင်းကာလမတိုင်မီမှာလေကြောင်းကနေထိုးစစ်ဆင်ပြီးမြေပြင်ကနေလည်းနေမြေသိမ့်ပိုက်မှုတွေကိုဆက်လက်ဆင်နွှဲဖို့ညွှန်ကြားထားပြီးအဲ့ဒီညွှန်ကြားချက်ဟာမနစ်ကလေးကစတင်ခဲ့တဲ့ရန်နိုင်မင်းစစ်စင်ရဲ့အကောင့်ထဲပုံမှုဖြစ်တာကြောင့် မေလနယ်စွန်လမှာလေကြောင်းတက်ခတ်မှုတွေပုံမများပြားနိုင်တယ်လို့လည်းနေပြီးတော့စစ်ဘက်သတင်းမြစ်ကသတိပေးထားပါဗျ။လက်တတော်မှာစစ်ကောင်စီကလေကြောင်းတက်ခတ်မှုတွေကိုအရှိန်ဟုန်မြင့်နေရ။ဧပြီလ16ရက်နေ့နဲ့ဧပြီလ19ရက်နေ့နှစ်ရက်ထဲမှာတော့လေကြောင်းတက်ခတ်မှုတွေကြောင့်ပြည်သူ55ဦးသေဆုံးခဲ့ရပါတယ်ရှင်။တဆက်တည်းမှာပဲအကျဲဖက်မေးအောင်လိုင်းကအပြစ်ရထားတယ်ဆိုပြီးဒန်ရကာကိုထွက်ပြောနေပြီမဲ့လေ တစ်ဖက်မှာလည်းလေကြောင်းကနေအရတားပြည်သူတွေကိုဘုံကျဲနေစဉ်တက်ဖြတ်နေရမှာဧပြီလ19ရက်နေ့ကမန္တလေးတိုင်းတပိတ်ကြီးမြို့နယ်ရေထွက်ရွာကိုလေကြောင်းကနေဘုံကျဲတက်ခတ်ရမှာတိုက်ဆုံခဲ့တယ်ပြည်သူ24ဦးထိရှိလာနေရလို့လည်းပြည်ဦးလင်ခန့်ပကဖတာဝန်ရှိသူတို့ကရကုံခစ်တကိုပြောပါတယ်ပြီးခဲ့တဲ့ဧပြီလ19ရက်နေ့မွန်လတနင်္ဂနွေလောက်ကတပိတ်ကြီးမြို့နယ်ရေထွက်ရွာကိုအကြက်ဖက်စစ်တပ်ကဘုံနှလုံးနဲ့ကျဲချတက်ခတ်ရပါ ပြည်သူ73ဟာပွဲချင်းပြီးတည်ဆုံးခဲ့တယ်လို့ဒဏ်ရာရှိပြီးစေကုသနေတဲ့အထက်က71ဦးဟာထပ်မံတည်ဆုံးခဲ့လို့လည်းသိရပါဗျ။လက်ရှိထိခိုက်ဒဏ်ရာရှိသူအယောက်30ကျော်ရှိနေပြီးပြင်းထန်ဒဏ်ရာရရှိသူတွေလည်းပါဝင်လာကြောင်းတည်ဆုံးသူအရေအတွက်ဟာတိုးလာပွဲရှိနေတယ်လို့လည်းပြည်ဦးလင်ခန့်ပကဖတာဝန်ရှိသူတို့ကပြောပါရရှင်။ ဆက်လက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကအရတားပြည်သူတွေပေါ်ကိုပြစ်ပတ်ထားတိုက်ခိုက်လာတဲ့စစ်ရာဇဝဲမှုတွေပေါ်ကိုနိုင်ငံတကာကအရေးယူဆောင်ရွက်ပေးဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတိုက်တွန်းပြောဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကအရက်ဘက်ပြစ်မှတ်တွေပေါ်ကို လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုအခုကာလအတွင်း ပုံမပြင်းထန်ဆိုးရွားစွာဇက်တိုက်ဆောင်ရလာနေတယ်လို့လဲဆိုထားပါဗျ။အရက်သားပြင့်မှတ်တွေပေါ်ကိုအဆက်မပြတ်ဘုံကျဲတက်ခိုက်နေတာတွေနဲ့အထူးသဖြင့်လူသားချင်းစာနာမှုဆိုင်ရာယာယီအပြည့်အခက်ရက်စဲရိတ်ပြုလုပ်ထားတဲ့အချိန်မှာကျွလွန်နေတဲ့စစ်ရာဇဝဲမှုတွေပေါ်ကို တရုတ်အိန္ဒိယထိုင်းနိုင်ငံကဲ့သို့အိနှီးချင်းနိုင်ငံတွေအမေရိကန်ရုရှားတို့လိုကမ္ဘာအင်အားကြီးနိုင်ငံတွေအာဆီယံအဖွဲ့ဥရောပသမဂ္ဂနဲ့ကမ္ဘာကုလသမဂ္ဂအဖွဲ့အစရှိတဲ့နိုင်ငံအဖွဲ့စည်းတွေအနေနဲ့မျက်ခြေမပြတ်စောင့်ကြည့်ရလိုအပ်နေတယ်လို့လည်းမန္တလေး PDF ကထောက်ပြထားပါဗျ။စစ်ကောင်စီအပေါ်ကို လိုအပ်သလိုတုံ့ပြန်အရေးယူဆောင်ရွက်ပေးဖို့ကိုလည်း ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကတိုက်တွန်းထားပါရယ်အကြက်ဘက်စစ်ကောင်စီကဧပြီလ၁ရက်နေ့ကနေဧပြီလ၁၆ရက်နေ့တွင် လေကြောင်းဘုံကျဲတက်ခတ်မှုတွေကိုတပိတ်ချင်းမြို့နယ်မှာ၁၃ကျဲစင်ကူးမြို့နယ်မှာ၄ကျဲနဲ့မတရားမြို့နယ်မှာ၃ကျဲကျွလွန်ခဲ့လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်အဲဒီလေကြောင်းတက်ခတ်မှုတွင်အရက်သားပြည်သူ၄၁ဦးဟာသေဆုံးခဲ့ရပြီး 58ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့အဲ့ဒီထဲကတည်ဆုံးသူတွေက9ဦးဟာအရွယ်မရောက်သေးတဲ့ကလေးငယ်တွေဖြစ်နေရလို့လည်းသိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲမှုကြောင့်စာတင်ကြောင်းတကြောင်းအပါဝင်လူလီအင်ဂျင်54လုံးဟာပျက်စီးဆုံးရှုံးခဲ့ရပြီးငလင်တန်တဲ့ပြည်သူတွေကိုကူညီနိုင်ရေးအမျိုးသားညီညွတ်ရေးဆိုရကာကွယ်ဝင်ကြီးဌာနကယာယီအပြည့်အခက်ရက်စဲထားချိန်မှာစစ်ကောင်စီကတက်ခတ်မှုတွေကိုလှုပ်ဆောင်နေရလဲဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံမှာငလျင်တန်းကြောင့်ပြည်သူတွေဒုက္ခပေါင်းစုံရောက်နေချိန်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်မှုတွေကိုအစမပြတ်လှုပ်ဆောင်နေတဲ့အတွက်စစ်ကောင်စီရဲ့နေပြည်တော်အေလာလေတပ်စခန်းကို တော်လန်တပ်တွေက တရခွန်မမရှော့တိုက်ဒရုန်းနေတက်ခတ်ခဲ့တဲ့အတွက်လေရင်တူလောင်ယုံနဲ့ထင်းချုပ်ကန်အဆောင်တို့ထိခိုက်မိလောင်ပျက်စီးပြီးစစ်သား6ဦးဟာဒဏ်ရာရရှိခဲ့လို့ Brave Warrior for Myanmar BWN အဖွဲ့ကတာဝန်ရှိသူတို့ကရကုံခစ်တိတ်ကိုပြောပါတယ်။ဂျက်ဘက်စစ်ကောင်စီရဲ့နေပြည်တော် ELA လေးစိတ်ကိုတိုက်ခိုက်ခဲ့ရမှာနေမြေလုံးကျုံရင်တင်ကြမှု ရာသီဥတုအခြေအနေဆိုးရွားမှုစတဲ့အခက်အခဲတွေကြားကနေတရခွန်မမရှော့တိုက်ဒရုန်း3လုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့ရမှာနေပြည်တော် ELA ာစစ်တပ်လေစိတ်လေရင်တိုလောင်ရုံအဆောင်အုံတစ်ခုထိခိုက်မီးလောင်ပျက်စီးခဲ့တယ်လို့လေစိတ်ဝန်အတွင်းကလုံခြုံရေးအဖွဲ့တွေရဲ့လုံခြုံရေးစောင့်ကြည့်ကင်မရာထင်းကျုံခန်းရှိရာအဆောင်အုံလဲထိခိုက်ပျက်စီးခဲ့ရပြီး တပ်သားအုပ်ဟာတန်ရရှိခဲ့လို့လည်းဗီဒရူရန်အဖွဲ့ကပြောဆိုထားပါတယ်။အလားတူလေရင်ပြေးလန်းထိတ်လုံခြုံရေးကင်းတပ်သားတွေရှိရာအဆောက်အုံမှာလည်းထိမှန်ပျက်စီးခဲ့ပြီးလေတပ်အဆောက်ကင်းတပ်သား၄ဦးဟာထိခိုက်ဒဏ်ရရှိခဲ့လို့လည်းသိရပါတယ်။အကြက်ဘက်စစ်ကောင်စီကငလင်တန်းကြောင့်သခိုင်းမန္တလေးနဲ့ဘကိုးတိုင်းဒေသအချို့ကပြည်သူအများအပြားဒုက္ခပင်လယ်ဝင်နေကြမှာတော့ငလင်ကြောင့်ထိခိုက်မှုအချို့ရှိခဲ့တဲ့နေပြည်တော်အေရာလေစိတ်ကိုအပျက်စီးတွေကြားကနေတော့ပြည်သူတွေကိုတပ်ဖြတ်ဖို့အတွက် ွက်ဆက်လက်အသုံးပြုနေပြီးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေရာနဲ့ချီတေဆုံးနေရကြောင်းဗီလူအန်နဲ့မဟာမိတ်အဖွဲ့တွေကရန်သူလေတပ်နှိမ်နှင်းရေးဗီလူအန်မစ်ရှင်33ကိုဖော်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းအသိပေးထားပါရရှင်ဒီတကမှာတော့တလင်းတိုင်တန်းဒဝဲခဲထိုင်းမြန်မာနယ်စပ်ကအကြမ်းဖက်စစ်ကောင်စီရဲ့ ထီထဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာမှာဗျူဟာမှုအပါဝင်စစ်သားအများပြားဟာတေဆုံးခဲ့ပြီးလက်လက်ခရမ်းတွေလည်းအများပြားသိမ်းဆဲရရှိခဲ့လို့ Force for Federal FFD အတပ်ဖွဲ့ကဒုတောင်ဝန်ကကိုအောင်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဧပြီလ19ရက်နေ့ညနေ9:00ခွဲလောက်ကဒဝဲခရမ်းထိုင်းမြန်မာနယ်စပ်က ထိထပြူဟာစခန်းကို KNU KNL တပ်မဟာလေးဦးဆောင်မှုနဲ့ FFD တပ်ဖွဲ့ PDF ရဲဘော်တွေနဲ့တပ်မဟာ drone တနန်းသားတွေပူပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီတပ်ပြူဟာမှုနဲ့အတူအများအပြားဟာတိုက်ဆုံခဲ့ရပြီးလက်လက်ခဲယမ်းတွေလည်းအများအပြားသိမ်းဆည်းရရှိခဲ့လို့လည်းသိရပါဗါတယ်အဲ့ဒီပြူဟာစခန်းကို April 12ရက်နေ့ကတည်းကပိတ်ဆို့ထားကတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြူဟာစခန်းတွင်အင်အားရာခိုင်နှုန်းရှိက တောင်ကုန်းနေရာတခြားစခန်းသုံးခုခွဲကတက်ဆွဲထားတာလည်းဖြစ်ပါတယ်။အဲစခန်းကိုမသိမ့်ပိုင်မီပြီးခဲ့တဲ့နှစ်ရက်ခန့်ကကျေးရွာအနီးကပထမစခန်းကုန်းကိုရရှိသိမ့်ပိုင်ခဲ့ပြီးတဲ့နောက်မှာဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာဧပြီလ19ရက်နေ့ညနေ9:00လောက်မှာစခန်းအလုံးကိုအပြည့်အသက်သိမ့်ပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲစခန်းသိမ့်တိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter ဝိုင်းတွဲ KAWM 70ရဟတ်ယာဉ်တွေနဲ့ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး တီခီဒေတာနေပြည်သူတွေဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတင်းရှောင်နေခဲ့ရလို့လည်းသိရပါရရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မန္တလေးဥပိုထောင်မှာငလင်တန်ကြောင့်အဆောက်အဉ်ပြိုကျပျက်စီးပြီးနိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူတွေအပါအဝင်အကျဉ်းသား30ဦးဟာတည်ဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ရဲ့ဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်မန္တလေးဥပိုထောင်မှာငလင်တန်ကြောင့်နိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူတွေအပါအဝင်30ဦးထက်မနည်းဟာတည်ဆုံးခဲ့ရတဲ့အပြင်လက်ရှိနိုင်ငံရဲ့အကျဉ်းသားတွေကိုလည်းငလင်တန်ကြောင့်ပျက်စီး ည်းယူရင်းနေတဲ့အကျဉ်းတောင်အဆောင်တွေအတွင်းမှာဝင်ရောက်နေထိုင်ဖို့အတွက်အတင်းကျပ်စေခိုင်းနေသလိုမလိုက်နိုင်ရင်ထောင်ပြောင်းမယ်ဆိုပြီးချင်းကြောက်တာတွေကိုလည်းလှုပ်ဆောင်နေလို့ကိုတိုက်ထုံးကပြောပါရယ်။ဇကိုင်းငလင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးအကျဉ်းထောင်မှာမန္တလေးမြို့အိုးဘိုထောင်ဖြစ်ပြီးအိုးဘိုထောင်အတွင်းအချက်လက်တွေအရငလင်ကျောက်ထိခိုက်ဒဏ်ရာရှိသူ280ဦးကျော်ရှိနေပြီးနိုင်ငံရဲ့အကျဉ်းသား10ဦးနိုင်ငံရဲ့အကျဉ်းသူ10ဦးအပါအဝင်အကျဉ်းသူအကျဉ်းသားစုစုပေါင်း30ဦးထက်မနည်းဟာတည်ဆုံးခဲ့ရပြီးမြေပြင်မှာအခုထက်ပိုမိုများပြားနိုင်တဲ့အခြေအနေတွေရှိနေရလို့လည်းကိုတိုက်ထုံးကပြောပါတယ်လက်ရှိအကျဉ်းထောင်တွေမှာအကူအညီတွေလိုအပ်နေပြီးကမ္ဘာကုလသမဂ္ဂအပါအဝင်နိုင်ငံ ကလူ့ခွင့်ရေးအဖွဲ့အစည်းတွေအနေနဲ့မြန်မာနိုင်ငံအကျဉ်းထောင်တွေကနိုင်ငံရေးအကျဉ်းသားတွေကိုအကြမ်းဖက်ဆီအိုစုရဲ့ရက်ဆက်စွာဖိနှိပ်အကြမ်းဖက်မှုအခြေအနေတွေကိုစင်စစ်မပြတ်စောင့်ကြည့်ဖိအားပေးကြဖို့ကိုလည်းနိုင်ငံရေးအကျဉ်းသားတွေကိုကူညီပေးနေတဲ့အဖွဲ့တွေကစုပေါင်းတောင်းဆိုထားပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားလုံးရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်စုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမညပါ။